2026ခြေစစ်ပွဲပေါ့ဗျာဒါကတော့ကျွန်တော်ပိုလန်အသင်းနဲ့လီတူနီးယားတို့ပွဲစဉ်ကိုပွဲချွတ်သွားတာပြင်ပါဘောနော်ပိုလန်အသင်းကပြီးထားတဲ့ဟိုဒီဂျီကနှလုံး40ရှုံး9ပေါင်းက3လုံးတည်ဆိုမှပြီးထားတယ်ဗောနော်ဆိုတော့လက်ရှိကျွန်တော်ဒီပိုလန်အသင်းအရင်ကျွန်တော်ဒီ national team မှာဆော့သွားတာကြီးမှာဆိုလို့ရှိရင်အဲကျွန်တော် Scotland တို့ Portugal တို့ Croatia တို့ဗောနော်ဒီလိုအသင်းတွေကို goal တင်ထားတာမျိုးတွေ့ရတယ်ဗောနော်လီတူနီးယားကိုကြည့်ရမယ်ဆိုရင်လီတူနီးယားကတော့ကျွန်တော် ဒါ Cypress တို့ကိုစုဘိုးရုံးနဲ့ကြားထားတာပေါ့နော်စော်ထားတာတွေ့ရတယ်။တော်တော်လေးသူကတော့နောက်ဆုံး9ဘွဲဆက်လောက်ပေါ့နော်ကျွန်တော်6ဘွဲဆက်9ဘွဲဆက်လောက်ရှောင်းထားတာတွေ့ရတယ်ပေါ့နော်။အချို့ဘွဲဆက်လေးတွေမှာကိုထက်ထားတာမျိုးတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့တလောက်ဒီကိုပြက်ကြီးရှောင်းတာမျိုးတော့မတွေ့ရဘူးပေါ့နော်။အခုကနှလုံး40ရှောင်းဆိုတော့ကျွန်တော်ဒီဘွဲဆက်မှာ body မှာကျွန်တော်လစ်တူနီးယားခြိုက်တယ်ပေါ့နော်။အောက်တဲ့ဟင်းဂိုးပေါင်းအပေါ်ခြိုက်တယ်ဗျာဒီဘွဲဆက်ကို။ နောက်ထပ်ပွဲစဉ်တစ်ပွဲရွေးချယ်ပေးရှင်းရမယ်ဆိုရင်တော့အင်္ဂလန်နဲ့အယ်ဘေးနီးယားပေါ့နော်အင်္ဂလန်တင်းရတော့တည့်ရတယ်ကျွန်တော်တို့အနီးဖြတ်တဲ့တောမတ်တူချယ်ခိုင်းပြီပေါ့ဗျာကစားသမားတွေလည်းတော်တော်လေးအပြောင်းလဲလောက်ထားတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုအင်္ဂလန်တင်းရတော့နှလုံး20ရှုံးနဲ့ကိုပေါင်း3လုံး20နိုင်ပေါ့နော်အယ်ဘေးနီးယားတင်းရလည်းကျွန်တော်တို့ကစားသမားအချို့အကောင်းတွေရှိတယ်ပေါ့နော်ပိုင်ဆိုင်ထားတာမျိုးတွေ့ရတယ်ဒါပေမဲ့အင်္ဂလန်ကတော့ ကိုဟိုရမ်ဘလဗမ်လေအင်္ဂလန်ရှင်ဖို့ဆိုတာတော့လွယ်လမ်းမလွယ်နာပါဘာအစင်တမချက်လေရန်กว่าတယ်ဗောနအင်္ဂလန်၄မှာရှိတယ်အယ်ဘေးနီးယား65မှာရှိတယ်ဗောနကျွန်တော်ဒီအင်္ဂလန်အရင်တော့ကျွန်တော်ဒီ National League မှာဆွဲခဲ့တယ်ဆိုရင် Ireland တို့ Greece တို့တို့နိုင်တာတွေ့ရတာဗောန Finland တို့ Ireland တို့ဗောနဒီလိုအတင်းနေဒီနိုင်ဝဲရတာတွေ့ရတာဗောနအယ်ဘေးနီးယားကိုကြည့်ရမယ်ဆိုအယ်ဘေးနီးယားကတော့ကျွန်တော်မဂျော်ဂျီယာတို့ချက်တို့တွေ့ခံခံထားလို့တော့တွေ့ရတယ်ဗောန ဆိုတော့ဒီပွဲစဉ်မှာဘော်ဒီမှာအင်္ဂလန်ကြိုက်တယ်ဗောနော်9ပေါင်း3လုံး20နဲ့ဆိုတော့ကျွန်တော်9ပေါင်းအပေါ်ပဲကြိုက်တယ်ဗောနော်3လုံးဒီကျွန်တော်ကြိုက်တယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Norway ပွဲစဉ်ဗောနော် Norway ပွဲကိုကျွန်တော်ပွဲချုပ်ထုံးသပေးမယ်ဗောနော် Moldova နဲ့ Norway ဒီပွဲစဉ်မှာတော့ Moldova ကတော့ပြည်တဲ့အတိုင်းပဲခံစစ်ကိုတအားဦးစားပေးတဲ့အတင်းနဲ့ဖြစ်တယ်ဗောနော်ခံစစ်ကိုတော်တော်လေးကောင်းကောင်းလေးတိစောက်ထားတယ်ဗောနော် ဒီဆွာကရပွဲစဉ်တွေမှာဆိုတော့ကျွန်တော်ကြည့်ကြည့်လိုက် go out တွေပဲဖြစ်တာများတယ်ပေါ့နော်ဒါပေမဲ့သူတွေးထားတဲ့အတင်းနဲ့ Andorra တို့ Malta တို့ပေါ့နော်သူအများကြီးသူဆွာရပွဲတွေရတော့ဒီလိုအတင်းတွေကိုသူခံခံထားတာမျိုးတော့တွေ့ရတယ်ပေါ့နော် Norway ရဲ့ go bound ကြီးက360နဲ့ body ကြီးက nlm 90နဲ့ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော် Norway body နဲ့ go bound အပေါ်ချိုက်တယ်ဗျာဒီနေ့ကျွန်တော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 ်လေးပြောပြချင်တယ်ပေါ့နော်ဒါချက်ချဲပြီးတော့မပြောတော့ဘူးဗျာဒီကိုတော့အတေကအဆင်ပြေဖို့ပေါ့နော်ဒီကိုတော့အဆင်ပြေဖို့ရည်ကြီးတယ် ahora no, no, pueden debería Rumania ne Bosnia ဆိုတော့ pueden ပေါ့နော်ဒီမှာကြည့်ရမှာဆိုရင် Romania ပေးထားတာကတော့နှလုံး80နိုင်တယ်ကိုးပေါင်းနှလုံး80ရှုံးပေါ့နော်ဒါဆိုဒီပွဲမှာကျွန်တော်တို့နှလုံးဆိုရင်ကျွန်တော်80ရှုံးတာကိုးပေါင်းချင်းဆိုကျွန်တော်ဒီဒီအတင်းနေရာတော့ကျွန်တော် head to head တွေလည်းရှိတယ်ပေါ့နော်အများအဖြစ်နဲ့ကျွန်တော် Romania အားရရတာမျိုးနဲ့တွေ့ရတယ်ဒီနေ့အတင်း head to head ပိုင်းမှာဆိုရင် Romania Cyprus တို့ Lithuania တို့ ိုဆိုဘူးနဲ့ကျွန်တော်ဒီ national league ဆောင်းခဲ့တယ်ပေါ့ဗျာ bosnia ကတော့တော်တော်လေးကံဆိုးပါတယ် netherland germany hungary ဘာလို့သူအတင်းကြီးတဲ့နဲ့ကြာထားတူရတာပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်နှလုံး90ရှုံးတလုံး90စဆိုတဲ့နာမှာကျွန်တော်ရိုမာနီးယားဘော်ဒီနဲ့ကျွန်တော်ဂူပေါင်းဖော်ကြိုက်တယ်ပေါ့နော်ဒါပွဲစဉ်တင်လည်းဖြစ်တဲ့အတွက်တင်းနဲ့တင်းအပြိုင်ဆိုင်ချမလို့ကျွန်တော်ထင်တယ်ပေါ့နော်ဖွင့်ပြီးဆော့ချမလို့ထင်တယ်အဲအားကြောင့်ကျွန်တော်ရိုမာနီးယားတင်နဲ့ဂူပေါင်းအပေါ်ကြိုက်တယ်ပေါ့နော် public နဲ့ force island of eden ဖြစ်တယ်ပေါ့နော်ချက်ကနှလုံး90ရှင်9ပေါင်း360ရှင်ဆိုမှပြထားတာတော်တော်လေး risk များတယ်ဗျ force island ကိုကြည့်ရမှာဆိုခုနပိုင်းပွဲတွေမှာတော်တော်လေးဆော့တာတော်တော်လေးကောင်းတယ်ဗျဒါကူပြတ်ရှုံးတာမျိုးကမတွေ့ရဘူးပေါ့နော်ဒါပေမဲ့သူကတကယ်ထိတ်ထိတ်ကျဲအသင်းနေနဲ့ဆော့ထားတာမျိုးတော့မတွေ့ရဘူးဒီမှာ north macedonia လောက်ပဲရှိတယ်သူဆော့ထားပေါ့နော်အင်ခွင်းမှာတော့တော်တော်လေးကောင်းတယ်အဝေးခွင်းမှာတော့နည်းနည်းချတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာတော့ ကျွန်တော်ဘော်ဒီမှာဗောနဒီအောက်တင်ဖြစ်တဲ့ first island ကျဲ့တယ်ဗောန first island ကျဲ့တယ်ပြီးရင်သူတို့ပေးထားတဲ့ဂူဂန်ကြီးအရာဆိုရင်360ရှုံးဗောနကျွန်တော်360ရှုံးဆိုကျွန်တော်အများဆုံးကျွန်တော်အကူပေါင်းအောက်ပဲကြိုက်တယ်ဗျာတုံးလုံးထိပဲကြိုက်တယ်ဒီပွဲစဉ်ဘာလို့လဲဒီ Fox Island ကလည်း group အောက်ကိုဥတီတဲ့အသင်ဟုတ်တယ်ပေါ့နော်လေးလုံးထိတော့ရောက်မလို့မချင်ဘူးပေါ့နော်ပွဲစဉ်တစ်ပွဲတော့ Israel နဲ့ Estonia တို့ပွဲစဉ်ကိုပွဲချုပ်တုံးသားပေးမယ်ပေါ့နော်ဒီပွဲစဉ်မှာတော့လက်ရှိဖွင့်ထားတဲ့ဂျေ Israel ကတလုံး60ချုံ ကိုပေါင်းနှလုံး50ရှုံးအောင်ပေးထားတာဗျာတော်တော်လေးချမ်းနေတော့ဣသရေယဟိုကျွန်တော်ဒါဣသရေယ National League နဲ့လဲဆော့ခဲ့တာတည်တဲ့အချိန်မှာဒါကျွန်တော် Belgium လို့အတင်းဟိုနာအနိုင်ယူထားတယ်ပေါ့နော် France ကိုတည်ဆော့ထားတယ်ဗျာဒါမေလိုမီယာပေါ့နော်သူကတကယ်အတင်းကြီးနေတာတိုးတယ်ဆိုတော့ Estonia ကိုကြည့်အောင်ဆိုတော့ Estonia ကတော့ Sweden တို့ Azerbaijan တို့နဲ့တွေ့ထားတာပေါ့နော် Sweden တို့ Slovakia တို့ ဒီပွဲစဉ်မှာတော့ကျွန်တော်အရင်ဆုံးမှာအက်စတိုးနီးယားပေါ်နေပဲကြားရပြတလုံး60ရှုံး9ပေါင်းနှလုံး90ရှုံးဆိုတော့အက်စတိုးနီးယားလည်းဒါကတော့သူရဲ့နောက်တန်းကတော့အတင်းပေါ်မူတည်ပြီးမှပဲသူကတွားလာဆိုဒီပွဲစဉ်မှာကျွန်တော်9ပေါင်းအပေါ်ပဲကြားတယ်တောင်းလုံးပြီးကြားတယ်ပေါ့နော်ဒီစတဲ့နိုင်နဲ့2ပေါင်းလောက်ပဲခင်ဗျာကြေးအောင်မလုပ်ကျွန်တော်မထင်ဘူးပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Cyprus နဲ့ Samarino တို့ပွဲစဉ်ပေါ့နော် Cyprus ကနှလုံး90 9ပေါင်း390စားဆိုမှပေးထားတယ်ပေါ့နော် ဆာမာရီနိုဆိုတာတော်တော်လေးကျိုးတဲ့အသင်တင်းပေါ့ဗျာ။ညနေလည်းပြောရမှာပေါ့နော်။ဒါပေမဲ့ခုနောက်ပိုင်းနေမှာတော်တော်လေးကျိုးလို့လည်းအပြောင်းလဲတွေလောက်ခါတွေ့ရတယ်ပေါ့နော်။ကမ္ဘာတမချက်မှာဆိုရင်ဆာမာရီနိုကတော့အဆင့်130မှာရှိစိုက်ပရက်စ်က130မှာရှိတယ်ပေါ့နော်စိုက်ပရက်စ်ကတော့ဒီတိုင်းမှာကျွန်တော်ကလီတူနီးယားတို့ရိုမေးနီးယားတို့ကိုဆိုဘိုနဲ့ဆော့ခဲ့တယ်ပေါ့ဗျာ National League ဆာမာရီနိုအတင်းကတော့တရားကျွန်တော်လက်ချက်စတိန်တို့ ဂျီဗလာတာတို့နဲ့စော်ထားတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ body မှာ cypress body ကြိုက်တယ်ပေါ့နော် cypress နဲ့ပေးထားတဲ့ဂူပေါင်းကြီးအရာဆိုလို့ရှိရင်တော့ကျွန်တော်ကဂူပေါင်းအပေါ်ကြိုက်ပါတယ်ဘာလို့ဂူပေါင်းအပေါ်တွေပဲရွေးပေးလိုက်တာအဖွင့်ပွဲဖြစ်နေလို့ပေါ့နော်ဂူပေါင်းအပေါ်ဖြစ်ဖို့များနေတယ်အဲအကြောင်းမို့ပါအဲတော့ Leicester နဲ့ Macedonia ပေါ့နော်အဝေးကွင်းအတင်ပြတဲ့မက်ဆီဒိုနီးယားနှလုံး90ရွှေဂိုးပေါင်း390နဲ့ကျွန်မဖွင့်ထားတယ်ပေါ့နော်ဒီ ဒီ body ကြီးကနည်းနည်းပြင်းတယ်လို့မြင်ရတယ်ဗျအဝေးကွန်းကလည်းနှလုံး90ရှုံးပါတော့ပြီးထားတာဆိုဒီနေ့တင်း head to head မှာဆိုအများအပြားမက်ဆီဒိုနီးယားအတိုင်းအဖိုင်မက်ဆီဒိုနီးယားနဲ့အများကြီးတက်တည်ပြထားပြီးပေါ့နော် national league မှာဆိုလဲ first island တို့ latvia တို့ armenia တို့လို့အတင်းတို့ကနိုင်ငံခြားဒါပေမဲ့ဒီပွဲစဉ်မှာအနည်းဆုံးတုံးလုံးပြတ်ဖို့လိုနေတာလည်းတွေ့ရတယ်ပေါ့နော်၃ခုပြတ်မှာပဲကြည့်အောင်မယ်ပေါ့။၃အဝေးဝင်လည်းဖြစ်နေတယ်ဆိုတော့လည်းတင်ညာရှိတယ်။၃ခုထိမှတင်မယ်။ တကူနကူနဲ့ပဲနိုင်အနိုင်ယူမလားအဲ့လိုလည်းကြောက်ရတယ်ဘာလို့ဒါကျွန်တော်စဉ်းစားအခုလက်ချက်စတိုင်းရတယ်အခုကျွန်တော်ဆော့ထားတဲ့ပွဲစဉ်တွေဆိုရင်သူကလည်းခြေကောင်းတဲ့တင်မို့ဘောနော်ကဘာအစင်တမချက်ကလည်းသူလည်းတအားညံ့နေတာမှပါတယ်ဘောနော်နေရာနဲ့လေးမှပါတယ်ဘောနော်ဘယ်လိုပဲနေနေပါဒီပွဲမှာကျွန်တော်မက်ဆီလိုနီးယားဘော်ဒီကြိုက်တယ်ဂိုးပေါင်း3လုံး20နဲ့ဆိုဂိုးပေါင်းအပေါ်ကြိုက်တယ်ဘောနော်ဆိုတော့ကျွန်တော်ဒီနေ့ဒီလောက်ပဲရွေးချယ်ပေးမယ်ဗျာဘောနော် ဒါအခုအစဉ်ပြောင်းတော့အကုန်လုံးပြောပြီးထားတယ်ညီကိုတို့အားလုံးဘောလုံးပွဲပေါကြပါစေကြားမှချမ်းသာကြပါစေဗောနော